အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့ April 10ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့မြန်မာနိုင်ငံမှာမြေငလျင်တဘာဝဘေးအန္တရာယ်အရေးပေါ်ကာလကြုံနေရတဲ့အချိန်မှာအကြံဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာတွေကိုချက်ချင်းရတက်ဖို့ချင်းမျိုးသားတအူ CNF ကတိုက်တွန်းတောင်းဆိုလိုက်ပါရစေ။ မြန်မာနိုင်ငံမှာငလျင်ကြောင်သေဆုံးသူနေစင်းနဲ့များတိုးလာနေပြီးဒီကနေ့ဧပြီလ၁ရက်နေ့နေ့လယ်ပိုင်းအထိရရှိတဲ့စာရင်းတွေအရသေဆုံးသူဦးရေ2900ကျော်ရှိလာတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်အမေရိကန်အရက်ဖက်လူသားချင်းစာနာထောက်ထားမှုဖွဲ့တစ်ခုဖြစ်တဲ့ Samaritan's Purse ကမြေငလင်တန်းခန်းစားနေရတဲ့မြန်မာပြည်သူတွေအတွက်ခွေးစိတ်ကုသတာတွေအထူးလုပ်နိုင်မဲ့ယာယီဆေးရုံနဲ့အဖွဲ့ဝင်၈၀ကနေ၁၃၀အထိပါတဲ့ဆေးအဖွဲ့ကိုဆေးလွှတ်မယ်လို့ထုတ်ပြန် တည်င်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။မြန်မာနိုင်ငံမှာအမြင်ကလေးတဘာဝဘေးအန္တရာယ်အရေးပေါ်ကာလကြုံနေရတဲ့အချိန်မှာအကြံဖက်စစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကိုချက်ချင်းရပ်တန့်ဖို့ချင်းမျိုးသားတအူ CNF ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။မြန်မာပြည်သူတွေဟာမြေငလင်ဘေးဒဏ်အတမကစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကြောင့်တေဆုံးမှုတွေလည်းဆက်လက်ရှိနေတာကြောင့်ဒီလောက်ရက်ကိုစစ်ကောင်စီအနေနဲ့ ချက်ချင်းရတက်ဖို့ CNF ကမတ်လ31ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုလိုက်တာဖြစ်ပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလီပိုင်းစကိုင်းနဲ့မန္တလေးမြို့အနီးကဘဟုပြုကပြင်အား9.8အဆင့်ရှိတဲ့ငလျင်ထုတ်ခတ်မှုကြောင့်လူပေါင်း2500ကျော်သေဆုံးပြီးလူနေအိမ်ဘာသာရေးအဆောက်အုံလမ်းတံတားနဲ့အခြေခံအဆောက်အုံများဆုံးရှုံးပျက်စီးမှုအပေါ်မြန်မာပြည်သူတရက်လုံးနဲ့ထတ်တူထက်မြဝမ်း နေကြေကွဲကြောင်းချင်းမျိုးသားတအူကထုတ်ပြန်ကြေညာထားပါတယ်။ငလျင်ဘေးအန္တရာယ်ခံစားနေရတဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရာမှာပြည်သူများနဲ့အတူတက်နိုင်သမျှပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းချင်းမျိုးသားတအူ CNF ကပြောပါတယ်။ငလျင်ဘေးတင့်သူတွေထံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပြည့်အဝရရှိရေးဗလိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုပေးအပ်ရေးနိုင်ငံတကာသတင်းမီဒီယာတွေကမြေပြင်ခြေနေသတင်းမှန်ကို လွတ်လပ်စွာရယူနိုင်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရာမှာနိုင်ငံရေးအမျက်ထုတ်မှုမရှိစေရဲ့အတွက်စစ်ကောင်စီနဲ့သက်ဆိုင်သူတွေကိုတိုက်တွန်းတယ်လို့လည်း CNF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နေကြတဲ့နိုင်ငံတကာအသိုင်းအဝန်းများကိစ္စရေးလုပ်ငန်းတွေမှာဝိုင်းဝန်းကူညီပေးကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းအဖွဲ့အစည်းတွေအသီးသီးအားလုံးအပေါ်ကျေးဇူးတင်ရှိကြောင်း CNF ကပြောပါတယ်။ မြန်မာနိုင်ငံမှာငလျင်ကြောင့်တေဆုံးသူနေစင်းတွေများတိုးလာနေပြီးဒီကနေ့ဧပြီလ10ရက်နေ့နေ့လယ်ပိုင်းအထိရရှိတဲ့စာရင်းတွေအရတေဆုံးသူဦးရေ1919ဦးရှိလာတယ်လို့စစ်ကောင်ဆောင်ပူချုံမှုရေးမြစ်အောင်လိုင်းကပြောပါရယ်။မနေ့ကတရားဝင်ထုတ်ပြန်တဲ့စစ်ကောင်စီရဲ့စာရင်းတွေအရတေဆုံးသူ2000ကျော်ရှိခဲ့ရမှာဒီကနေ့မှာတော့တေဆုံးသူ900နီးပါးထိတိုးလာတာဖြစ်ပါရယ်။ တရားရသူ4521ဦးနဲ့ပျောက်ဆုံးသူ441ဦးရှိနေတယ်လို့ဒီကနေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကတင်ထုတ်ပြန်ပါတယ်။ဧပြီလ10ရက်အတွင်းနေပြည်တော်ရှာဖွေရေးကိစ္စရေးလုပ်ငန်းတွေကနေတေဆုံးသူအလောင်း၄လောင်းရှာတွေ့ခဲ့ပြီးအမျိုးသမီးတဦးကိုတော့အသက်ရှင်နေကေထုတ်နိုင်ခဲ့ပါတယ်။ငလျင်ပြန်လေးထူထောင်ရေးအတွက်ကြက်ငွေပြည်လျက်930လို့လည်းဘူးချုပ်မှုကြီးမြအောင်နိုင်ကပြောပါတယ်။ နေပြည်တော်မှာဒီနေ့ပြုလုပ်တဲ့ငလင်ပေးတင်ပြည်သူတွေအတွက်အလှူငွေပေးအပ်ပွဲမှာစစ်ကောင်းဆောင်ကပြုတ်ခဲ့တာဖြစ်ပါတယ်။အင်းအပြင်းငလင်ကြောင့်တနင်္ဂနွေဝမ်းနေ့ပူဆွေးနေရချိန်မှာအကြံဖက်စစ်ကောင်းစီကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်မုံငင်းမြို့နယ် KIA တပ်မဟာရှစ်နေမြေထဲကိုစစ်ကောင်းစီကမတ်31ရက်နေ့ညမှာတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒီကနေ့ April 1ရက် နေမနက်မှာလဲကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကျေးရွာဘက်ကိုစစ်ကောင်စီက drone နဲ့ပုံကျေးတိုက်ခိုက်ခဲ့တယ်လို့ကချင်ဘက်ကလာတဲ့သတင်းတွေကဖော်ပြထားပါတယ်ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာလဲမလ31ရက်နေ့ကစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အယက်သားတယောက်သေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ငလှင်ပေးတာကြောင့်လူသေးဆုံးမှု90နီးပါးရှိတဲ့ရှမ်းပြည်တောင်ပိုင်းအင်းလစ်ဒေသမှာလည်းမတ်လ30နဲ့31ရက်နေ့တွေမှာစစ်ကောင်စီက drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်လို့ဒေသခံတအူတန်ရာရပြီးလူနေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်။အလာတူမန္တလေးတိုင်းစင်ကူးမြို့နယ်ထဲက လက်ပံလှရွာကိုလည်းမလ31ရက်ညနေ6နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေချောင်းကနေပုံကျတိုက်ခိုက်ခဲ့လို့တပ်ခံပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိကလူနေအိမ်တွေထဲမီးလောင်ပျက်စီးခဲ့တယ်လို့မကွေးတိုင်းဆက်သင်းမြို့နယ်ထဲကခြေရွာတချို့ကိုလည်းမလ31ရက်နေ့ကပုံကျတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ ငလင်တန်းတင်ပြည်သူတွေကိုအရေးပိုခေစေရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ငလင်ပေးတင်ဒေတာတွေကပြည်သူ့ကပ်ွေရေးတပ်ဖွဲ့တွေအနေနဲ့မိမိကိုယ်ကိုခုခံကပ်ွေစစ်မှတ်တပါထုစစ်အားလုံးကိုမတ်လ30ရက်ကစတင်ပြီးနှစ်ပတ်ကြာရည်နာထားမယ်လို့အမျိုးသားကင်းယူရေးအစိုးရ NUG ကထုတ်ပြန်ကြေညာထားပေးမယ်လေစစ်ကောင်စီတပ်ဖက်ကတော့လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်အမေရိကန်အရက်ဖက်လူသားချင်းစာနာထောက်ထားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Samaritans ဖာစ်ကမြေငလျင်တန်ခန်းစားနေရတဲ့မြန်မာပြည်သူတွေအတွက်ခွေးဆက်ကုသတာတွေအထီးလုံနိုင်မဲ့ယာယီဆေးရုံနဲ့အဖွဲ့ဝင်80ကနေ130ထိပါတဲ့ဆေးဖွဲ့ကိုဆင်းလွတ်မယ်လို့ထုတ်ပြန်ပါတယ်။ဒီဖွဲ့ဟာကဘာတဝန်းကတဘာဝဘေးပြိပခနဲ့စီးရင်မွေးတေမှုတွေတုတ်ပြန်ဆောင်ရွက်နေတဲ့ခရိယန်အဖွဲ့ဖြစ်ပါတယ်။အခုမြန်မာကိုပုံမဲ့ဆေးရုံမှာခွေးစိတ်ခန်းနှက်ခန်းအရေးပေါ်ကုသခန်းအတွင်းလူနာဆောင် စေပိခန့်နဲ့တခွေခန့်တွေပါဝင်တယ်လို့အခွေဥက္ကဋ္ဌတိခါတော်ရခရိယန်တရားဟောဆရာ Reverend Franklin Graham ကဆိုပါတယ်ဆေးရုံနဲ့အတူဆရာဝန်သူနာပြုရေးစီမံခန့်ခွဲမှုပညာရှင်နှိပညာရှင်နဲ့တဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအထောက်ကူပြုသူတွေပါဝင်တယ်လို့လည်းပြောပါရယ်။နောက်ထပ်လည်းဆေးရုံလေးပတ်နိုင်ဖို့ PC အထောက်ပံ့တွေလေးချောင်းကနေဆက်ပို့သွားမှာဖြစ်ပြီး KCY PC တွေလည်းဆက်လက်ပို့ဆောင်မယ်လို့ထုတ်ပြန်ပါရယ်။အမေရိကန်အစိုးရကလည်းမြန်မာခြေဆိုင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေကတဆင့်ငလျင်တန်တင့်မြန်မာပြည်သူတွေအတွက်အမေရိကန်ဒေါ်လာနှစ်တန်းကူညီမယ်လို့မလ30ရက်မှာထုတ်ပြန်ထားပါတယ်။အင်အားပြင်းငလျင်ထုတ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံကိုဝင်ရောက်ကူညီဖို့မလ28ကတည်းကအသင့်ဖြစ်စင်ထားတဲ့ထိုင်ဝမ်ကေဆေရဲ့အဖွဲ့ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ထိုင်ဝမ်ပြည်ထရေးဝန်ကြီးကမနေ့ကပြောပါတယ်။ငလျင်ဖြစ်နေတဲ့ကြားကစစ်ကောင်စီနဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ပြစ်ပခါဆက်ရှိနေတာကြောင့်ကေဆေးရေးအဖွဲ့တွေရဲ့လုံခြုံရေးကိုထိတွင်းစဉ်းစားကအခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ထိုင်ဝမ်သတင်းမှဖော်ပြထားပါတယ်။ဒါကြောင့်အသည့်ပြင်ဆင်ထားတဲ့ကေဆေးရေးအဖွဲ့တွေကိုမူလတာဝန်တွေပြန်လည်ထမ်းဆောင်ခိုင်းပြီးလို့သိရပါတယ်။ငလင်တန်တင့်ပြည်သူတွေကိုကူငီဖို့ကေဆေးရေးအဖွဲ့တွေဆေလွတ်မဲလို့ချက်ချင်းတုတ်ပြန်ကြင်ရတဲ့အထဲမှာထိုင်ဝမ်နိုင်ငံဟာလည်းကနအူးအပါဝင်ဖြစ်ပါတယ်။ ဆရာဝန်သူနာပြုနဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ထိုင်ဝမ်ကေဆေးရေးဖွဲ့ဟာမတ်လ28ရက်နေ့ကလေးကမြန်မာနိုင်ငံကိုလာရောက်ဖို့အသင့်အနေထားဖြင့်ပြင်ဆင်ဆောင်ဆိုင်နေခဲ့ကြပေမဲ့စစ်ကောင်စီကပြည်ဝင်ခွင့်မပေးခဲ့ဘူးလို့သိရပါဗျ။စစ်ကောင်စီဟာမြန်မာပြည်သူတွေငလင်ပေးတံအဆိုးဝါးဆုံးခံစားနေရတဲ့အချိန်မှာတော့လေကြောင်းဘုံကျေးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်။မန္တလေးဥပိုလ်ချင်းထောင်ထဲမှာငလင်ဖြစ်တဲ့နေ့က အဆောင်တွေပြိုကျပြီးတေဆုံးသူ12ဦးနဲ့ထိခိုက်ဒဏ်ရာရသူ12ဦးရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM က April 10ရက်မှာထုတ်ပြန်ပါတယ်။ငလီကြောင်အချင်းထောင်ကအမျိုးသားဆောင်အလုပ်ယုံ အမျိုးသမီးဆောင်နှစ်ဆောင်ပြိုကျခဲ့ပြီးတေဆုံးထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။တေဆုံးသူတွေရဲ့အချက်အလက်တွေကိုအတည်ပြုဖို့စ조사နေစေဖြစ်တာကြောင့်ဒီ12ဦးထဲမှာအချင်းသားနဲ့ဝန်ထမ်းဘယ်လောက်ပါတယ်ဆိုတာမသိရသေးဘူးလို့ PPNM ကဆိုပါတယ်။ ဥပုထောင်မှာနိုင်ငံရေးအကျဉ်းသားပါဝင်အကျဉ်းသား3000ကနေ9000ကြားရှိတယ်လို့ PPNM ရဲ့စာရင်းအရသိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။